2014ခုနှစ်မှာတရုတ်နိုင်ငံဟာနိုင်ငံ၅နိုင်ငံကိုတပြိုင်တည်းတိုက်ခိုက်ဖို့အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။သူတို့ဟာတောင်တရုတ်ပင်လယ်ထဲမှာအခြားနိုင်ငံတွေရဲ့နယ်နိမိတ်တွင်းမှာစစ်ရေးကျွန်းတွေတည်ဆောက်တာကိုစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအနိုင်ကျင့်မှုတွေရပ်တန့်မသွားခဲ့ပါဘူး။အခုဆိုရင်တရုတ်ဟာစစ်ပွဲဖြစ်မဲ့အဆင့်နီးပါးရှိတဲ့နီးပြူဟာတွေကိုအသုံးပြုလာပါတယ်။ဒီလိုမြင်ကွင်းတွေဟာပိတ်ကိုရိုးရှင်းနေပြီဖြစ်ပါတယ်။တရုတ်တပ်ဖွဲ့တွေဟာအခုဆိုရင်စစ်ရေးအဆင့်လေဆာတွေကိုပွင့်ပွင့်လင်းလင်းအသုံးပြုနေပြီး သင်းမောတွေကိုတိုက်ခတ်မှုတွေလှုပ်ဆောင်ကအချို့ကိုနှစ်မြုပ်ပြစ်နေပါတယ်။ဒါအပြင်လူလုံကျွန်းတွေကအခြေအနေတွေကိုပိုဆိုးရွားစေပါတယ်။ကျွန်းတစ်ခုချင်းစီမှာလင်းပြစ်တဲ့နယ်တွေ၊ဒုံးကျည်စနစ်တွေ၊ပြေးလန်းတွေ၊ရေဒါတွေနဲ့လက်နက်တိုးလောင်းယူတွေတပ်ဆင်ထားပါတယ်။တရုတ်ဟာနှစ်နှစ်အတွင်းကျွန်းတစ်ခုနှစ်ခုမဟုတ်ပဲအခြားနိုင်ငံတွေရဲ့နယ်နိမိတ်တွင်းမှာခွင့်ပြုချက်မရှိဘဲဒီကျွန်းခုနှစ်ခုကိုတည်ဆောက်ခဲ့ပါတယ်။မြေယာသိမ်းပိုက်မှုကိုထောက်ခံမှုအတွက်တရုတ်ဟာသူ့ရဲ့မြေပုံတစ်ခုကိုကိုယ်တိုင်ရေးဆွဲခဲ့ပါတယ်။ ယူပုံတန်းရှိတဲ့မြင်းကိုကွယ်လို့ခေါ်တဲ့မြေပုံတစ်ခုပါဒီမြေပုံကတောင်တရုတ်ပင်လယ်ရဲ့90ရာခိုင်နှုန်းနီးပါးကိုသိမ့်ပိုက်ကြောင်းဖော်ပြထားပါတယ်ဒါပေမဲ့ပြဿနာကဒီမြင်းဟာဖိလစ်ပိုင်ဗီယက်နမ်မလေးရှားနဲ့အခြားနိုင်ငံတွေရဲ့နယ်နိမိတ်တွေကိုဖျက်တောက်ထားတာပါအကြောင်းမျိုးမျိုးကြောင့် American စစ်တပ်ကျွမ်းကျင်သူတွေကတောင်တရုတ်ပင်လယ်ထဲကဒီကျွန်းတွေဟာတတိယကမ္ဘာစစ်ကိုဖြစ်ပေါ်စေဖို့အလားအလာအများဆုံးရှိတယ်လို့ယုံကြည်နေကြပါတယ်တောင်တရုတ်ပင်လယ်ဟာကမ္ဘာပေါ်မှာအဖိုးတန်ဆုံးနဲ့အငင်းပွားမှုအများဆုံးဒေသတစ်ခုဖြစ်ပါတယ် ဒီနေရာကနေကမ္ဘာကြီးအကြောင်းကုန်သွယ်ရေးရဲ့၃ဘုံတဘုံခန့်ကိုကင်တွယ်ပြီးဒါဟာနှစ်စဉ်ဒေါ်လာ3ထရီလီယံကျော်တန်ဖိုးရှိတဲ့ကုန်စည်တွေပါ။ဒါကြောင့်ဒီနေရာဟာစစ်ဖြစ်ရင်ဒေသတစ်ခုဖြစ်လာခဲ့ရင်ဒါမှမဟုတ်နိုင်ငံတစ်နိုင်ငံရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်ကိုကြာရောက်သွားခဲ့ရင်ကမ္ဘာကုန်သွယ်ရေးနဲ့စွန့်ရင်ထောက်ပံ့မှုတွေအပေါ်ထိခိုက်မှုဟာဆိုးရွားလာပါတယ်။ဒါပေမဲ့ဒါဟာအဆပဲရှိပါသေးတယ်။ဒီရေပြင်အောက်မှာခံမှန်းကြီးရေနံစည်း7ဘီလီယံနဲ့တဘာဝတံငွေကုဘဘေ190ထရီလီယံရှိတယ်လို့သိရပါတယ်။ ဒါကိုနှိုင်းရှင်ပြရရင်ဒါဟာကိုဝိတ်နိုင်ငံတနိုင်ငံစာလောက်ရှိတဲ့ရေနံနဲ့ကာတာနိုင်ငံတနိုင်ငံစာနှိပါရှိတဲ့ဓာတ်ငွေတွေကိုတွေ့ရှိထားသလိုပါပဲဒါရီဟာအာရှမှာစွန့်ရင်အလိုရှိနေတဲ့နိုင်ငံတွေအတွက်ထုတ်ယူဖို့စောင့်ဆိုင်းနေတဲ့ရွှေတွေပါတရုတ်ကဒါကိုသိထားသလိုဗီယက်နမ်မလေးရှားဖိလစ်ပိုင်တို့ကလည်းဒီနယ်မြေကိုအပိုင်သိမ်းဖို့အပြိုင်ဆိုင်ကြိုးစားနေကြပါတယ်ဒါအပြင်ဒီပင်လယ်ဟာကမ္ဘာပေါ်မှာဂေဟစနစ်အချမ်းသာဆုံးနေရာတွေကတစ်ခုဖြစ်ပြီး ပင်လယ်တက်တော်ဝါရီရဲ့၃ဘုံ၃ဘုံနီးပါးရဲ့နေအိမ်ဖြစ်ပါတယ်။ဒီရဲ့အကြောင်းတွေအားလုံးကအကြောင်းပြချက်မလုံလောက်သေးဘူးဆိုရင်တောင်တရုတ်ပင်လယ်ဟာအရှေ့အာရှကိုအလယ်အလတ်နဲ့အာဖရိကနဲ့ဆက်သွယ်ပေးထားတဲ့အရေးပါတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်ဟာအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ပေးတဲ့အဓိကရေကြောင်းလမ်းမကြီးတစ်ခုဖြစ်ပါတယ်။ဒီရေပြင်ကိုမြေသူကထိန်းချုပ်ထားသည်ဖြစ်စေ၊ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံတွေကြားကလောင်စာဆီစားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးပစ္စည်းတွေရဲ့စီးနှင်းမှုကိုထိန်းချုပ်နိုင်ပါတယ်။ ဒါဟာချက်ကားပြောနေတာလို့ထင်ကောင်းထင်နိုင်ပေမဲ့တကယ်တမ်းမှမဟုတ်ပါဘူးတရုတ်အတွက်ပြဿနာကတော့နိုင်ငံတကာဥပဒေဆိုတာရှိနေပြီး theory အရလူတိုင်းကဒါကိုလိုက်နာရမှာပါ1982ခုနှစ်ကုလသမဂ္ဂရဲ့ပင်လယ်ဥပဒေဆိုင်ရာသဘောတူညီချက်အရနိုင်ငံတနိုင်ငံဟာ၎င်းရဲ့ကမ်းရိုးတန်းကနေ12မိုင်ရေမိုင်အတွင်းအချုပ်ချာအာဏာပိုင်နယ်မြေအဖြစ်ထိန်းချုပ်နိုင်ပါတယ်ဒါထက်ကျော်လွန်ရင်ရေမိုင်200အထိတည်တံစီးပွားရေးဆောင် EEZ ကိုရရှိပါတယ်ဒီဆောင်ထဲမှာငါးဖမ်းလို့ရတယ်လို့ ရေနံတူးဖော်ဖို့ platform တွေစောက်လို့လို့ရပြီမဲ့အဲ့ဒီနယ်မြေကိုလုံးဝပိုင်ဆိုင်ခွင့်မရှိပါဘူးဒါဟာနိုင်ငံတကာစီးမြင်ဖြစ်ပြီး VNM Malaysia Philippines နဲ့ Brunei လိုနိုင်ငံတွေဟာတောင်တရုတ်ပင်လယ်မှာသူတို့ရဲ့တရားဝင်ပိုင်ဆိုင်မှုတွေကိုဒီစီးမြင်အတိုင်းအမှတ်အသားပြုထားကြပါတယ်တရုတ်ကလည်းဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒါပေမဲ့ဒီဒေတာရောက်တဲ့အခါသူရဲ့ကိုပိုင်စီးမြင်တွေနဲ့ပဲကစားဖို့ဆုံးဖြတ်ခဲ့ပြီးနမဲဇုံးနဲ့ကြော်ကြတဲ့မြင်းကိုကွက်ကိုထည့်သွင်းလိုက်ပါတယ်။ဒီမြင်းကိုတရုတ်ရဲ့အမျိုးသားရေးအစိုးရက 1940ခုနှစ်တွင်မှစတင်ရေးဆွဲခဲ့တာဖြစ်ပြီးတောင်တရုတ်ပင်လယ်တစ်ခုလုံးရဲ့60ရာခိုင်နှုန်းနီးပါးကိုသမိုင်းအရတရုတ်ပိုင်တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ဒီမြင်းဟာဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှား၊ဘရူနိုင်းတို့ရဲ့ရေပိုင်နက်တွေကိုဖျက်တောက်ထားပြီးတရုတ်ပြည်မကြီးရဲ့တောင်ဘက်15ကီလိုမီတာထိရောက်ရှိခဲ့ပါတယ်။ဒါကိုဘယ်သူမှလက်မခံပါဘူး။ကုလသမဂ္ဂမှလည်းလက်မခံသလိုနိုင်ငံတကာတရားရုံးတွေမှလည်းလက်မခံသလိုတရုတ်ရဲ့အိန္ဒိချင်းနိုင်ငံတွေကလည်းလက်မခံပါဘူး။ဒါပေမဲ့ဒါဟာ 781B ကဘယ်လိုမျိုးလဲဆိုတာကတော့ 2016ခုနှစ်မှာနိုင်ငံတကာခုံရုံးတစ်ခုကဒီမြင်းကိုကွက်ရဲ့ပိုင်ဆိုင်မှုကိုဥပဒေအရအခြေမြစ်မရှိဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါဟာဖိလစ်ပိုင်အတွက်စာရွက်ပေါ်မှာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးတရုတ်ကိုပြက်ပြက်သားသားဆုံးမခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတရုတ်ကဒီဆုံးဖြတ်ချက်ကိုလုံးဝပယ်ချလိုက်ပြီးသူ့ရဲ့လုပ်ရက်တွေကိုဆက်လက်လုံဆောင်ခဲ့ပါတယ်။တရုတ်ကသူ့ရဲ့စီးမြင်တွေကိုစန့်ကျင်သူတွေကိုအနိုင်ကျင့်ပြီးနိုင်ငံတွေနဲ့ဝေဖန်သူတွေကိုတိတ်ဆိတ်စေပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP ဟာ ဝေဖန်မှုတွေကိုမကြိုက်ပါဘူး။ဒါကြောင့်ကွန်မြူနီအစိုးရဟာနိုင်ငံတွင်းမှာစန့်ကျင်သူတွေကိုစင်စာဖြတ်တောက်ဖို့အတွက်နှစ်စဉ်ဒေါ်လာ30ဘီလီယံသုံးစွဲနေပါတယ်။ဟိတ်မျိုးမှာထုတ်ပြန်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာတရုတ်ကွန်မြူနီပါတီ CCP အတွက်တကယ်ကိုသတင်းစိုးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကဒါကိုကြိုတင်သိထားခဲ့ပါတယ်။နိုင်ငံတကာဥပဒေအရတီးတန့်စည်းဝါးရေးဆောင် EEZ ကိုပိုင်ဆိုင်ဖို့ဆိုရင်မြေပုံပေါ်မှာမြင်းဆွဲထားတာမျိုးတွေမလုံလောက်ပဲတကယ်မြေပြင်လိုအပ်တယ်ဆိုတာကိုသူတို့သိထားခဲ့ပါတယ်။ဒါကြောင့်2014ခုနှစ်မှာ တရုတ်ဟာမြေယာပြန်လည်သိမ်းယူမှုကိုအားကျက်သရောလှုံ့ဆောင်ခဲ့ပါတယ်သူတို့ဟာစပရက်တလေကျွန်းစုတွေကတန်တာကြောက်တန်းနေနဲ့ရေစီးတဲ့ချိန်မှာရေမျက်နှာပြင်ပေါ်မှာအနှဲငယ်သာပေါ်နေတဲ့ကြောက်ဆောင်တွေကိုယူပြီးသဲတွေနဲ့ဘီလက်မြေတွေကိုပုံလိုက်ကာလူလုံကျွန်းတွေဖန်တီးခဲ့ပါတယ်ရေအောက်ကသဲတွေကိုဆုပ်ယူတဲ့သင်းမောအုပ်စုတွေဟာပင်လယ်ကျမ်းပြင်ကနေသဲတွေကိုဆုပ်ယူပြီးတန်တာကြောက်တန်းတွေပေါ်ကိုတင်ခဲ့ပါတယ်ဒီလှုပ်ဆောင်မှုဟာတန်တာကြောက်တန်းတွေကိုတေစေခဲ့ပေမဲ့ဘာမှမရှိတဲ့နေရာကနေစည်ရဲအထိုင်ချစခန်းတွေကိုဖန်တီးပေးခဲ့ပါတယ် စုစုပေါင်းတရုတ်ဟာ2019ခုနှစ်မှာတန်နာကြောက်တန်းခုနှစ်ခုပေါ်မှာဧက3200ခန့်ရှိတဲ့မြေသစ်တွေကိုတိဆောက်ခဲ့ပါတယ်သူတို့တကယ်ဘာတွေတိဆောက်ခဲ့တယ်လဲဆိုတာကိုသိရှိဖို့ Fairy Cross Reef ကိုဥပမာပြရရင်ဒီနေရာဟာရခင်ကရေမျက်နှာပြင်ပေါ်မှာအနှဲငယ်သာပေါ်နေတဲ့တန်နာကြောက်တန်းတစ်ခုသာဖြစ်ခဲ့ပါတယ်အခုတော့3ကီလိုမီတာပြေးလမ်းတစ်ခု radar အဆောင်တွေဒုံးကြီးအမိုးကာတွေတပ်ဖွဲ့ဝင်ဘလောင်များများနေထိုင်နိုင်မယ်မသိတဲ့အင်ယာရီနဲ့စည်ရဲအခြေဆိုင်စခန်းတစ်ခုဖြစ်လာခဲ့ပါတယ် Mischief Reef မှာလည်းအလားတူဖြစ်ရပါပဲ ဒီနေရာဟာဖိလစ်ပိုင်ရဲ့တီးတန့်စီးပွားရေးဇုံအတွင်းမှာတည်ရှိပြီးအခုဆိုရင်စိတ်ကန်းတွေတက်စခန်းတွေစိတ်ရဲလှုပ်ရှားမှုတွေကိုအပြည့်အဝထောက်ပံ့ပေးနိုင်တဲ့အဆောက်အဦတွေရှိနေပါတယ်။တရုတ်ကပင်လယ်ကိုသိမ်းပိုက်ဖို့ကြိုးစားရုံနဲ့မဟုတ်ဘဲကွန်ကရစ်တွေလေရင်ပြင်းလန့်တွေကိုယူဆောင်လာပြီးအငင်းပွားနေတဲ့ရေပြင်လယ်မှာသူ့ရဲ့ရေတက်ရဲ့ကြောက်စုတွေကိုစိုက်ထူခဲ့ပါတယ်။ဒီကျွန်းတွေဟာတရုတ်ပြည်မကြီးကနေမိုင်း900ကျော်အကွာမှာတည်ရှိပေမဲ့ VNN နဲ့ဖိလစ်ပိုင်ကမ်းရိုးတန်းကနေဂဲတလုံးပစ်လိုက်ရင်ထိမဲ့အကွာအဝေးမှာပဲရှိနေပါတယ်။တရုတ်ဝင်အနေနဲ့တရုတ်က ဒါရီဟာအရက်သုံးအဆောက်ဥတွေလိုပဲပြောပါတယ်။ဥပမာယာတိဥတုစခန်းတွေ၊ကယ်ဆယ်ရေးစခန်းတွေ၊သူတေသနဌာနတွေလို့ဆိုပါတယ်။ဒါပေမဲ့ဘသူမှဒါကိုယုံကြည်မနေပါဘူး။2015ခုနှစ်မှာရှီကျင့်ဖင်ဟာအိုဘားမားနဲ့အတူဝါရှင်တန် DC ရဲ့အင်ပီရိုနှင်းစီဥယျာဉ်မှာရပ်ပြီးစပရက်လေကျုံးစုတွေကိုစစ်ရေးအရာအသုံးမပြုဖို့ရည်ရွယ်ထားပါတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီစကားဟာတိတ်မကြခင်မှာပဲမမှန်ကန်တော့ပါဘူး။တနှစ်နှစ်နှစ်အတွင်းမှာဂျိုဒူပုံရိပ်တွေမှာမြေပြင်မှဝင်ဟင်ဒုံးကျည်စနစ်တွေ အကွာဝေးရှည်ရေဒါတွေ Jet Fighter လေယာဉ်တူထောင်ရုံတွေပေါ်ထွက်လာတာကိုတွေ့ရပါတယ်2018ခုနှစ်မှာ American ရဲ့ထောင်လန်းရေးကလူတိုင်းတန်တရာ ရှိထားပြီးသားအချက်ကိုအတည်ပြုခဲ့ပါတယ်ဒီကြောက်တန်းသုံးခုဟာအပြည့်အဝစေရေးအသုံးပြုဖို့ပြင်ဆင်ပြီးစီးသွားပြီဖြစ်ပါတယ်ဒါကိုတရုတ်ရဲ့မြောက်ဘက်မှာရှိတဲ့ Paracel ကျုံးစုတွေမှာရှိပြီးသားစေရေးတည်ရှိမှုနဲ့ပေါင်းစပ်လိုက်တဲ့အခါတောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကိုလွှမ်းခြုံထားတဲ့အာနာရှင်3000ပုံတစ်ခုဖြစ်ပေါ်လာပါတယ် နှစ်ပေါင်းများစွာဒီကျွန်းတွေဟာတရုတ်ကိုအားသာချက်ပေးခဲ့ပါတယ်။သူတို့ဟာအိန္ဒိယနိုင်ငံတွေကိုချိမ့်ချောက်ဖို့ငါးဖန်သင်္ဘောတွေကိုနှင်ထုတ်ဖို့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ပြိုင်ဘက်ရေတပ်တွေကိုအားပြဖို့အသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ဘေကျင်းက မတွက်ဆထားတဲ့အရာတစ်ခုရှိပါတယ်။ယူပဗေဒပါ။တရုတ်ဟာမေကွန်ထုတ်ခံရတဲ့အခါလှုပ်ရှားမှုမရှိခဲ့ပါဘူး။သူတို့ကဆိုးရွားတဲ့ရာသီဥတုကနေခိုလှုံနေတာပဲလို့ပြောဆိုခဲ့ပေမဲ့ ဂျိုဒုပုံရိပ်တွေမှာကောင်းကင်ဟာတာယာနေတာကိုတွေ့ရပါတယ်။ရက်တတပတ်ပေါင်းများစွာအဲ့ဒီနေရာမှာရက်ထားတဲ့ငါဖန်သင်းမော်ရီရဲ့အုပ်စုကြီးတစ်ခုသာရှိနေခဲ့ပါတယ်။နောက်ဆုံးမှာသူတို့ထွက်သွားခဲ့ပေမဲ့ဒေတာရင်းကလူတိုင်းကတရုတ်ရဲ့သတင်းစကားကိုနားလည်ခဲ့ပါတယ်။တရုတ်ဟာသူလိုချင်တဲ့တန်တာကြောက်တန်းတိုင်းကိုသူလိုချင်တဲ့အချိန်မှာလွှမ်းမိုးနိုင်တယ်ဆိုတာပါ။ဒါရီဟာငါဖန်သင်းမော်ရီသာဖြစ်တာကြောင့်အင်အားသုံးပြီးတုံ့ပြန်မှုဆိုတာသိက္ခူအန်ဒီရဲ့များလုံးပါတယ်။ အကယ်၍အလွန်အမင်းဖိအားပေးလိုက်မယ်ဆိုရင်ရုတ်တရက်တရုတ်နဲ့စစ်ပွဲဖြစ်သွားနိုင်ပါတယ်2023ခုနှစ်မှာဒီလိုဖြစ်ရမျိုးထပ်မံဖြစ်ပွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ Razul Reef နဲ့ Ascoda School မှာဖြစ်ပွားခဲ့ပြီးဒါဟာဖိလစ်ပိုင်ရဲ့ရေပိုင်နဲ့အတွင်းမှာပါတရုတ်ရဲ့ငါးဖမ်းတင်မောဒါဇင်ပေါင်းများစွာရောက်လာခဲ့ပြီးရပ်ပေါင်းများစွာရပ်တန့်နေပြီးမှထွက်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့ထွက်သွားပြီးနောက်မှာဖိလစ်ပိုင်ရင်ကုန်သမားတွေဟာဒီနေရာကိုစစ်ဆေးဖို့ဆင်းသွားခဲ့ပါတယ် သူတို့တွေးရှိတာကထိတ်လန့်စရာပါပြိုကျပျက်စီးနေတဲ့တန်တာကြောက်တန်းတွေချစ်ထားတဲ့ပင်လယ်ကျမ်းပြင်တွေပင်လယ်တရဝါတွေရဲ့နေရာတစ်ခုလုံးပျောက်ဆုံးသွားတာပါဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ဖွဲ့ကဒီကြောက်တန်းဟာပောက်ကွဲခံရသလိုဒါမှမဟုတ်အနာဂတ်မှာမြေယာပြန်လည်သိမ်းယူဖို့ပြင်ဆင်ထားသလိုမျိုးဒါမှမဟုတ်ရှားပါးတဲ့တန်တာနဲ့ခူတွေကိုထုတ်ယူဖို့ဖြတ်စည်းထားသလိုမျိုးဖြစ်နေတယ်လို့ပြောပါတယ်တရုတ်ကအမြဲတမ်းလိုပဲအရာအလုံးကိုညှင်းဆိုခဲ့ပါတယ် ဒီပုံစံတွေဟာထက်ခါတလဲလဲဖြစ်ပေါ်နေပါတယ်။ပြီးတော့တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ CCG ဆိုတာလည်းရှိပါသေးတယ်။ဒီအဖွဲ့ဟာအခုဆိုရင်ရေတပ်တစ်ခုလိုဖုံးကွယ်ထားတဲ့ပုံစံဖြစ်နေပါပြီ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင်သူတို့ဟာဖျက်သိမ်းမောရွယ်စားရှိတဲ့အေယာမသင်းမောတစ်တွေကိုထပ်မံထည့်သွင်းခဲ့ပါတယ်။၂021ခုနှစ်မှာဘေကျင်းကဥပဒေတစ်ခုကိုအတည်ပြုခဲ့ပြီးတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ကိုတရုတ်ပိုင်ဆိုင်တယ်လို့သူတို့ပြောဆိုထားတဲ့ရေပြင်တိုင်းမှာလက်နက်သုံးခွင့်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာအရှိတောင်အာရှတခွင်မှာထိတ်လန့်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အခုဆိုရင်တရုတ်ကမင်းကိုသူတို့ရဲ့ရေပိုင်နက်ထဲမှာတရရဲ့ဝင်မဟုတ်တဲ့ရေပိုင်နက်မှာတော့ခွင့်မပြုဘဲဝင်ရောက်နေတယ်လို့ဆုံးဖြတ်လိုက်ရင်သူတို့ကိုသူတို့ပြစ်ခတ်ခွင့်ပေးထားပြီးသားဖြစ်လို့ပါ။သူတို့ရဲ့လက်ရှိအချိန်ဟုန်နဲ့ဆိုရင်တရုတ်ဟာအာရှတခွင်ပစိဖိတ်ဒေသမင်းရဲ့အိမ်နောက်ဖေးငါဖုန်းမင်းရဲ့အဖွားရဲ့အိမ်ရှိဇင်းညံအထိတိမ့်ပိုက်ဖို့စတင်လာမယ့်အချိန်ဟာတိတ်မဝေးတော့ပါဘူး။ CCG ဟာအဲ့ဒီချိန်ကစပြီးအလွန်တက်ကြွလာခဲ့ပါတယ်။မင်းမြင်တဲ့ဗီဒီယိုအများစုမှာတရုတ်သင်းမောတွေဟာပင်လယ်ပြင်မှာအခြားသင်းမောတွေကိုပိတ်ဆို့တာ၊ရေနဲ့ပတ်တာ၊ဒါမှမဟုတ်တိုက်တက်တာတွေကို လုပ်နေတာပါ။ဟုတ်တယ်။ဒီလိုညှက်ပတ်တဲ့အလုပ်တွေကိုလုပ်နေတာက CCG သင်းမောတွေဖြစ်နိုင်ခြင်းများပါတယ်။ဒါဆိုအခြားနိုင်ငံတွေကဘလို့ပြန်လဲတိုက်ခိုက်နေကြသလဲ။ဒါဟာရှုပ်ထွေးတဲ့အခြေအနေတစ်ခုပါ။နိုင်ငံ၅နိုင်ငံစလုံးမှာသူတို့ရဲ့ကိုယ်ပိုင်နီးဗျူဟာတွေရှိပုံရပါတယ်။ ဘသူမှစစ်ပွဲကိုမလိုချင်ပေမဲ့ဘသူမှလည်းတိတ်ဆိတ်နေမှာမဟုတ်ပါဘူး။ဒါကြောင့် American, Japan, Australia, India လို့အင်အားကြီးနိုင်ငံတွေကဝင်ရောက်ပါဝင်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အစောပိုင်းမှာကျွန်တော်ပြောခဲ့သလိုတရုတ်ထိန်းချုပ်ထားတဲ့တောင်တရုတ်ပင်လယ်ဟာအရှိတောင်အာရှကိုထိခိုက်စေုံနဲ့မကလူတိုင်းကိုထိခိုက်စေပါတယ်။ဖိလစ်ပိုင်ဟာအထူးသဖြင့်2016ခုနှစ်မှာဟိတ်မြို့ကခုံရုံးဆုံးဖြတ်ချက်မှာအနိုင်ရပြီးနောက်အပန်အကျဲသုံးထုတ်ဖော်ပြောဆိုနေတဲ့နိုင်ငံဖြစ်ပါတယ်။ ်တမရဒူတာဒေးလက်ထက်မှာမနီလာဟာဖြန့်ပြေးရေးနီလန်ကိုကြိုးစားခဲ့ပါတယ်ဖိလစ်ပိုင်အစိုးရဟာဟိတ်မျိုးရဲ့ဆုံးဖြတ်ချက်ကိုအရေးမထားဘဲတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပုံမချောမွေ့တဲ့ဆက်ဆံရေးကိုမျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့တရုတ်ဟာဖိလစ်ပိုင်ရဲ့ငါးဖမ်းသင်္ဘောတွေကိုနှောက်ယှက်တာကမ်းခြေဆောင်တပ်ဖွဲ့သင်္ဘောတွေကိုရေနဲ့ပတ်ဖြန်းတာတွေနဲ့ဆက်လက်ဝင်ရောက်လာခဲ့ပါတယ်နောက်ဆုံးမှာပြည်သူတွေရဲ့စိတ်ပြတ်အားငယ်မှုတွေတဖြည်းဖြည်းစုပုံလာခဲ့ပါတယ် ဖာဒီနန်ဘုံဘုံမာကော့စ်ဂျူနီယာအာနာရလာတဲ့အခါအခြေအနေတွေပြောင်းလဲသွားခဲ့ပါတယ်။ဖိလစ်ပိုင်ဟာတန်တမန်ရေးဆိုင်ရာကန့်ကွက်မှုစာလန်းတွေဒါဇင်ပေါင်းများစွာတင်သွင်းခဲ့ပြီးတရုတ်ရဲ့လှုပ်ရှားမှုတိုင်းကိုမှတ်တမ်းတင်ကကင်းလှည့်သင်္ဘောတွေပေါ်မှာသတင်းတောက်တွေကိုတင်ဆောင်ပို့ဆောင်ပေးခဲ့ပါတယ်။ဒီလိုနဲ့လေဇာဖြစ်ရတဲ့သင်္ဘောတိုက်သက်မှုဗီဒီယိုဖိုင်တွေထွက်ပေါ်လာခဲ့တာပါ။မာကုစ်ဟာအမေရိကန်ရဲ့မဟာမိတ်ဆက်ဆံရေးကိုလည်းခိုင်မာအောင်လှုပ်ဆောင်ခဲ့ပြီး EDCA သဘောတူညီချက်အရစည်ရေးအခြေစိုက်စခန်း၄ခုကိုထပ်မံဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ဒီစခန်းတွေကအချို့ဟာပါလာဝန်မှာရှိပြီးတောင်တရုတ်ပင်လယ်ကိုဓာတ်ရိုက်မျက်နှာမူထားတာက ပေကျင်းကိုရှင်းလင်းတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။ American ကလည်းနောက်ဆုံးမနေခဲ့ပါဘူး။2023ခုနှစ်မှာ American အရာရှိတွေကတရုတ်ကဖိလစ်ပိုင်ရဲ့အများပြည်သူပိုင်သင်္ဘောတစ်စီးကမ်းခြေဆောင်တပ်ဖွဲ့သင်္ဘောတွေပါဝင်ကိုတိုက်ခိုက်မယ်ဆိုရင် ဒါဟာအပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်ကိုအသက်သွင်းစေမယ်လို့ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။အော်တိုဘာလာမှာဖြစ်ပွားခဲ့တဲ့တင်းမောတိုက်တက်မှုဖြစ်ရပြီးနောက်တမရဘိုင်နန်ကဖိလစ်ပိုင်ပေါ်အမေရိကန်ရဲ့ဂတိကဝတ်ဟာတံမဏိလိုခိုင်မာတယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်ဟာသူ့ရဲ့မူဝါဒကိုအဆင့်မြင့်တင်ခဲ့ပြီးလေဆာရီဒါမှမဟုတ်ရေနဲ့ပတ်ဖြန်းတာလို့မိခိုးရောင်စုံ တိုက်ခိုက်မှုတွေကိုပါထည့်သွင်းခဲ့ပါတယ်။ပွင့်ပွင့်လင်းလင်းစစ်ပွဲတစ်ခုသာမကပါဘူး။ တစ်ချိန်တည်းမှာပဲပူးတွဲဆေးရည်လေ့ကျင့်မှုတွေဟာပုံမှုကြီးမားလာခဲ့ပါတယ်။ဘာလီကာတန်2023ဟာလူဆောင်ကန်းလွန်မှာအစစ်အမှန်ပြစ်ခတ်လေ့ကျင့်မှုတွေနဲ့အတူသမိုင်းတစ်လျှောက်အကြီးမားဆုံးဖြစ်ခဲ့ပါတယ်။အခုဆိုရင် မနီလာဟာအမေရိကန်၊ဂျပန်၊ဩစတြေးလျနဲ့ပူးတွဲကင်းလှည့်မှုတွေစီစဉ်နေပါတယ်။ဖိလစ်ပိုင်ရေတပ်နဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဟာလည်းပုံမိုကောင်းမွန်တဲ့စက်ပစ္စည်းတွေရရှိလာနေပါတယ်။ဂျပန်ကကင်းလှည့်သင်္ဘောတွေပေးအပ်ခဲ့ပြီး အိန္ဒိယက Brahmox ဒုံးကြီးတွေကိုရောင်းချပေးနေပါတယ်။ဩစတြေးလျကလည်းရေချောင်းညှိနှိုင်းမှုမှာပါဝင်လာပါတယ်။ထူးဆန်းသွားပဲတရုတ်ရဲ့ဖိအားပေးမှုတွေဟာသူတို့ရှောင်ရှားဖို့ကြိုးစားနေတဲ့မဟာမိတ်အဖွဲ့တစ်ခုကိုတိဆောက်လာစေခဲ့ပါတယ်။ပြီးတော့ဗီယက်နမ်ဆိုတဲ့နိုင်ငံလေးရှိပါသေးတယ်။ဒီနိုင်ငံဟာတရုတ်နဲ့ရှေးကျသုံးဆွဲမှုတွေကစလို့1989ခုနှစ်နယ်စပ်တိုက်ပွဲ1994ခုနှစ်မှာပရာဆယ်ကျွန်းစုတွေဆုံးရှုံးခဲ့ရမှုအထိသွေးထက်သွမ်းရုပ်ဖြစ်ရတွေနဲ့ သမိုင်းရှည်လျားခဲ့ပါတယ်။ဒန်ယာရီဟာအခုထိပွင့်နေသေးပါ။ VNM မှာအမေရိကန်ရဲ့ကာကွယ်ရေးသဘောတူညီချက်မရှိပေမဲ့သူ့ရဲ့ရည်တည်မှုကိုထိမ့်သိမ့်မှုဒီလိုသဘောတူညီချက်မျိုးမလိုအပ်ပါဘူး။ဟနွိုင်းဟာရုရှား၊အိန္ဒိယ၊အမေရိကန်နဲ့တောင်ဆက်ဆံရေးကိုတိုးမြှင့်ခဲ့ပါသေးတယ်။သူတို့ဟာစပရက်တလေကျွန်းစုတွေမှာတည်ရှိမှုကိုချဲ့ထွင်ခဲ့ပြီးသူတို့ထိမ့်ချုပ်ထားတဲ့တန်တာကြောက်တန်းတွေမှာဧက280ခန့်ရှိတဲ့မြေသစ်တွေကိုထပ်မံဖန်တီးခဲ့ပါတယ်။ နောက်ထပ်လေရင်ပြင်းလဲတွေတိဆောက်ဖို့ဆွေးနွေးမှုတွေလည်းရှိနေပြီးစပက်လေကျွန်းဒါမှမဟုတ်နမ်မြစ်မှာဖြစ်နိုင်ခြေရှိပါတယ်။ဗီယက်နမ်ဟာသူ့ရဲ့ကမ်းရိုးတန်းတစ်လျှောက်မှာတရုတ်ရဲ့လူလုံကျွန်းတွေကိုပိတ်မှတ်ထားတဲ့မိုဘိုင်းတုံးကြီးစနစ်တွေကိုလည်းဖြန့်ကျက်ထားပါတယ်။အကယ်၍အခြေအနေတွေပူပြင်းလာမယ်ဆိုရင်ဒါရီဟာအသုံးဝင်လာနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။